ပြင်းလင်းမျိုးနယ်တရားရုံးကရေဘူးဆရာတော်ကိုတရားစွဲဆိုထားတဲ့ပုံမှန်တွေကသာသနာညှိုးနှိုင်းစေမှုပုံမှန်295ကိုတရားရှင်လွတ်ပေးခဲ့ပြီးတရားဝင်တစ်တွေသိမ်းဆီးထားမှုပုံမှန်42ခါခွဲကိုတော့ဒီနေ့စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ចောင်းဆောင်အစ်စ်ဆောက်လုပ်ဖို့ဝယ်ယူထားတဲ့တစ်တွေနဲ့ပတ်သက်ပြီးအပြစ်ရှိတယ်လို့ယူဆတဲ့အတွက်ရုံးတော်ကစွဲချက်တင်လိုက်တာဖြစ်ပါတယ်။သာသနာညှိုးနှိုင်းနယ်သူတို့တရားရှင်လွတ်လိုက်တယ်အမှုမခိုင်လုံတဲ့အတွက်ဟုတ်ပြီ။အဲ့တော့ဘုန်းကြီးကိုစပြီးတော့ဖမ်းတဲ့နေ့ကိုယ့်ရဲ့နေ့က ရဲတွေလာတယ်အရှင်ပြဒီလူဒီလူ9ယောက်ကိုထည့်ပေးပါတဲ့ပြောတယ်အဲ့တော့ဘုန်းကြီးကပြောလိုက်တယ်ရဲခဏထောင်6လဆိုတာရှိတယ်မင်းတို့ကဘာလို့မှမသိဘူးအဲ့တော့မင်းတို့သိကျင်ငါ့ကိုမေးမင်းတို့ဖမ်းကျင်ငါ့ကိုဖမ်းပစိုးပြီးတော့ဘုန်းကြီးကပြောခဲ့တယ်အဲ့တော့သူတို့တွေကဖမ်းဆိုလို့ရှိရင်ဖမ်းလိုက်တာအမှန်တရားပေါ်ဖို့ရာအတွက်အမှန်တရားအတွက်တော့တရားရုံးမှာဖြည့်ရှင်းမှာတဲ့ပြောကြတယ်ဒါပေမဲ့လို့သူတို့ကအမှန်တရားကိုတရားရုံးကြမှာဖြည့်ရှင်းမှာဆိုတော့ဖမ်းကျင်တိုင်းဖမ်းလိုက်တယ်ဥပဒေမဲ့ဗျံပဒါလောက်လိုက်တယ်လောက်လိုက်တဲ့အတွက်ဘုန်းကြီးတို့မှာထောင်နေနေရတဲ့အတွက်အင်မတန်မှနစ်နာတယ် ရေဘူးစရာတော့ဟာရွှေဝါရောင်တန်ကလှုပ်ရှားမှုတွေမှာမိုးကုံမြို့မှာဥဆောင်ပါဝင်ခဲ့တဲ့အတွက်လူသိများလာခဲ့တာဖြစ်ပါတယ်ဒီနေ့တိုက်ပွဲရဲ့ရလဒ်အဖြစ်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်ပေးတာကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုတယ်အဲ့ဒီနောက်ဆက်တွဲပေါ့နော်နိုင်ငံရေးအပြစ်ရှိတဲ့လူမဟုတ်ဘဲနဲ့သူတို့အညှိုးနဲ့ဆောင်ရွက်ခဲ့တဲ့လူတွေကိုကြံရှိနေတဲ့လူတွေပေါ့နော်အဲ့ဒီအရေးကိုလည်းဒုတိယဦးစားပေးအနေနဲ့လက်ရှိအစိုးရကအများဆုံးဆောင်ရွက်ပေးဖို့ကျွန်တော်တို့လည်းတိုက်တွန်းနေ ရေဘူးဆရာတော်ဟာမိုးကုံမျိုးကရေဘူးကျောင်းဝင်းအတွင်းမှာကျောင်းဆောင်အစ်စ်တဆောင်ဆောက်လုပ်ဖို့ဆိုပြီးတော့တောင်ဆောင်တွေကိုမြေညှိခဲ့ရတာကနေမိုးကုံမျိုးမရဲစခန်းကတရားဝင်ကြောင်းမြတ်တူဖော်နေတယ်လို့ဆွဆွဲပြီးတော့ပြီးခဲ့တဲ့2015ခုနှစ်ဇွန်လ9ရက်နေ့ကလူဝစ်လဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဆရာတော်ကိုပြည်ဦးနေမြို့နယ်တရားရုံးမှာသာသနာညှိုးနှွမ်းစေမှုပုံမှန်195တရားဝင်တစ်တွေသိမ်းဆီးထားမှုပုံမှန်52ခါခွဲစတဲ့ပုံမှန်တွေနဲ့စစ်ဆေးနေတာဖြစ်ပြီးတော့ခရိုင်တရားရုံးမှာတော့တရားဝင်ကြောင်းမြတ်တူဖော်မှု ုံမှန်41ကကြီးခါခွေးတွေနဲ့ရုံးတင်ထားဆဲဖြစ်ပါရရှင်။ထွက်လိုက်လက်မခံဘူး။